မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Reader Audiobook Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြမယ့်အကြောင်းအရာကတော့ဆရာစိုးပါးနိုင်ရေးသားထားတဲ့ချိန်သားကိုက်မှတ်မဲ့များဝတ္ထုလူစုတွေကအရေးတကြီးမနဲ့ခင်းလို့အမိပေးထားတဲ့ဝတ္ထုကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဆရာစိုးပါးတိုင်းရဲ့အရေးသားနဲ့ဝတ္ထုရဲ့အကြောင်းအရာကိုနားထောင်ကြည့်ကြရအောင်ပါခင်ဗျာ ဂျိုကရှည်လည်းမရှည်ဘူးတူလည်းမတူဘူးတထွာမပြည့်ပြည့်ဆိုတော့အနေတော့ပဲကွာဒီကောင်ကြီးထွားတာကအသားချစ်တာလားစီများတာလားဆိုတာလိမ့်လာဖို့ပဲလိုတယ်တိုက်ဖက်တွေ့ရင်လာဆက်အောင်မယ်ဗျာအကြီးတကြီးမနှက်ခင်းအမန်ငယ်ဆိုရင်ယနေ့နဲ့နှက်ခင်းသည်ကိုဘဆန်နှင့်သူ့နွားအား လူတွေစိတ်ဝင်စားကြည့်ကြရမည်နဲ့နဲ့ခင်ဖြစ်လေသည်ယခုတော့တကူးတကလာရောက်ကြည့်ကြသူတွေအ ਨੇ ပါလောက်ကိုသာ ကိုဘဆန်ရဲ့နွားကြီးလှချောင်းဝါချောင်းကိုကြည့်လိုက်ရပြီပြပွဲလာသည့်လူအတော်တော်များများကတော့တီးခွင့်မရလိုက်ကြပြီကိုဘဆန်ကတော့ဒီနဲ့နဲ့ခင်ကို မျောလင်းဆောင်စားပြီးသူ့နွားကြီးကိုလှအောင်ဝါအောင် ကျွေးမွေးခဲ့ကြမှာဟုတ်တော့လေကံကောင်းထောက်မှစွာပင်သူ့နွား လှချောင်းဝါချောင်းကိုအကြောင်းတည်သူရွာသားလေးတမက အခြားရွာများမှလာရောက်သူများကိုပါပြသခွင့်ရရန်ဖန်တီးလာခဲ့သည်နောက်သုံးရက်မှနဲ့ချောဆောင်မှာနွားလှပြပွဲပြိုင်ပွဲလုပ်မယ်မင်းနွားကြီးကို ကောင်းကောင်းတန်တန်ထားပြီးတော့ဗဆန်ဟူ၍ရွာသူကြီးကသုံးရက်ချိုတင်တတိပေးကလေးကပင် ကိုဘဆန်မှာသူ့နွားကြီးကို ကောင်းကောင်းတန်တော်သည်လေနွားအော်ဒါတွေကို ပြန်ဝဲပြီးမှလိုက်ရန်ဆုံးဖြတ်မြင်းဆူလိုက်ပြီးနွားကိုမျက်ကောင်းကောင်းအစာကောင်းကောင်းကျွေးပြီးတကူရည်တန်ရှင်းရည်ကိုအထူးကယူဆိုင်ခဲ့သည်ကျမရည်ကိုလည်းကယူဆိုင်သည်မနေ့တော့ကတော့ကိုဘဆန်ရင်ခုန်ဆုံးနေ့ဖြစ်လေသည် နောက်နေ့မနက်တွင်နွားအလှပြိုင်ပွဲသွားရမည်သူ့နွားကိုလာသမျှနွားတွေကကြော်လွှားမသွားနိုင်အောင်နွားတန်ရှင်းရည်ကိုယူဆိုင်သည် နရွက်ဂျူနရွက်ချာခွာဂျူခွာချာပါမကြံတန်ရှင်းရေးလို့ဒီဂျောင်းဂျူဂျောင်းချာမှာအညစ်ကြေးမကြံအောင် အထက်ထက်စစ်ဆေးပြီးတန်ရှင်းပေးသည်မနေ့စောစောခုနှစ်နာရီလောက်ကလေးကတန်ရှင်းရေးလို့ရေချိုးပိနေတော့ကိုဘဆမာနေ့လယ်7နာရီထိုးတော့မှပြီးတော့သည်နှွားကတော့ဘလို့ရှိမည်မသိကိုဘဆန်ကတော့အောက်ပိုင်းရေစုကြီးဖြင့်၄နာရီလောက်နေခဲ့လျာမျက်လုံးများပင် အပူရှက်ပြီးနေရနေသည် နေကလည်းစထွက်ကလေးကပူနေလေရာနေမြင့်လေအပူပြင်းလာလေဖြစ်နေသည်ခြံထဲကနေကားလမ်းတိုင်သူ့နှောကိုဆွဲလာခြင်းလက်မပေါ်ကားဖြတ်သွားတာနှင့်မကြုံမရစေနှင့်ဟုသူစိုးထိတ်စွာဆူတောင်းလာခဲ့သည်အမှန်တော့ဒီလန်းကကားအသွားလာလွန်နေသည်တနေ့လုံးနေမှကား6စီးလောက်သာပုံမှန်သွားရပြီတခါတလီမှသာကိုပိုင်ကားတစ်စီးတလီကိုတွေ့ကြရသည် ယခုချိန်ကဟီးတဲ့တင်ကားရီဖြတ်သွားဖြတ်လာသည့်အချိန်မဟုတ်သဖြင့်တတ်နေသော သူ့နွားကြီးကို ဖုံးမပီအောင်တမင်အချိန်ရွေးရွှဲလာခဲ့ခြင်းလည်းဖြစ်သည်လွင်တီးခေါင်နေပူကြီးလည်းဖြတ်လျှောက်လာရသော ခီးမှာ၆ပါလုံငန်းရှိပြီးလေကွင်းမြင့်ကြီးရဲ့အလဲမှာဖောက်လုထားသောလမ်းမကြီးပေါ်မှာအပူချိန်ကြောင့်တကူလုံးပေါင်းအိုးလေးရောက်နေသလိုခံစားရသည်ရွာနာနီလာလီ ကိုဘဆံမှာမျက်လုံးတွေပူလာပြီးကြည့်ရတာလဲဝူလိုဝါရဖြစ်လာသည်ဟတ်ကောင်ဘဆံမနဲ့ကြရင်မင်းနွားကြီးကို အသေးချခေါ်ခဲ့ကွာမင်းနွားနဲ့ပဲငါတို့ရွာကုန်ယူကြရမှာကွာငါတို့နွားတွေက မင်းနွားနဲ့ဘလို့မှရှင်လုံးမရဘူးဟာဟဲ့ကောင်မင်းတော်တော်တန့်ထားလာပဲကွာကောင်းကွာဘေးရွာကလာရှင်နိုင်မလဲကြည့်ကြရသေးတာပေါ့ပါဆံရား လမ်းတွင်တွေ့တော့ဥတော်ချော်ကသူ့နှွားကိုကြည့်ပြီးသဘောကျစွာချီကျူးလိုက်တော့ကိုဘဆန်ချီလန်းတွေပူသွက်လာသည်နှွားကိုင်တဲ့နေရာမှာတော့မောင်ရင်ကိုမမိပါဘူးကွာငါတို့ကဒီလောက်စိတ်ရှိတာမဟုတ်ဘူးဒါကြောင့်လဲမင်းကောင်တွေကို ရှင်လို့မရတာပေါ့ကွာဤတော်ချော်ရဲ့ညိုကြီးကလည်းတော်တော်ထွားလဲကောင်းမြရေကောင်းကောင်းလေးချိုးပေးပြီးရွှဲခဲ့စမ်းပါဗျာကျုပ်တို့ရွာမှာ နွားလှနွားတန်နေဘလောက်ပေါ်ရဲဆိုတာပြကြတာပေါ့ဗျာလာမပေါ့မောင်ရင်ရဲ့မောင်ရင်နွားကိုသာမရှင်းနိုင်ရှိမယ်ကြံနွားလောက်ကိုတော့ငါညိုကြီးကပြော့ပါကွာဤတော့ကြောကသဘောကျအစွားရေလိုက်ပြီးနှုတ်ဆက်ဖြတ်သွားတော့ခါကိုဘဆန်ကသူ့နွားကိုအตาလေးမောင်းလာခဲ့သည်သူ့နွားကသူ့ကိုရိုက်တာတိတ်ကြိတ်လာသည်မဟုတ်ထို့ကြောင့်လဲချိန်တိုးလိုက်သည်နှင့် ပြေးဖို့အသင့်ဖြစ်နေတတ်သည်ကုလုံးကိုယ်လေးကလည်းလှဂျိုးကလည်းလှသဖြင့်သူ့နွားကိုနွားတိုက်သမားအတော်တော်များများက မကြခဏလာလာဆက်တတ်သည် သူကတော့သူ့နွားအနာတရားဖြစ်မှာကိုမလိုလားသဖြင့်လာဆက်တိုင်းညှင်းလိုက်ကြည့်တာဖြစ်သည်ကောင်းကောင်းချွေးပြီးကောင်းကောင်းမွေးထားသဖြင့်လှနေထွားနေသောကိုဘဆန်နွားမှာလေတိုင်ရရင်လဲပင်ပင်မမှန်ဆွဲရသည်ပင်မရှိအောင် ားကောင်းလာသည်ကိုဘဆန်ကလည်းတက်တောင့်တက်တာရှိသည့်ပစ္စည်းတွေကိုသာရွေးလက်ခံကတနေ့ကိုနှစ်ခေါက်ထက်ပိုမဆွဲထက်သောကြောင့်လဲနွားကြီးမှာအိတ်လိုက်စားလိုက်အဆင့်ထက်နည်းနည်းသာပိုလို့ရသည့်အနေအထားဖြစ်သည်ကိုဘဆန်မှာနွားနှစ်အသက်မွေးဝမ်းကြောင်း လုံနေသူဖြစ်ပြီးနွားကိုလည်းအလွန်ချစ်တတ်သူဖြစ်သည်ဒီနွားကိုသာမကအခြားနွားများကိုလည်းယခုနွားလိုပင်ခရူးစိုက်ခဲ့သည်လားဖြစ်သည် ထို့ကြောင့်လဲနွားကန်ကောင်းသူအဖြစ်ဘုဘဆံမှာရွာလွင်နာမည်ကြီးနေလေသည်နေကပူ၍ပူလာပြီးဘုဘဆံမျက်လုံးတွင်လဲပူ၍ပူ၍ပူလာပြီးမျက်လုံးသားမှာကကိုရီပါပူရှင်းပူချင်းဖြစ်လာသည်ကိုသူသတိထားမိလာသည်တစ်ချက်တစ်ချက်ကြက်တီးကြီးများပင်ထလိုက်သည်သည်ဖျားဖျားဖျားရင်တော့ဒုက္ခပဲကိုဘဆံရဲ့ဆူတောင်းမပြေပါ အင်းဝါရောက်သည်နှင့်အိမ်ထဲမှဝင်မိပါပဲကိုဘဆန်ပုံရွေလဲကြသွားလိမ့်ပြီကိုဘဆန်မိမကနဘေးအိမ်မှကိုထင်းကျော်ကိုလမ်းအခုညီတောင်းကအိမ်မော်သို့ဆွဲတင်ရလိမ့်ပြီအမလီပူလိုက်တဲ့ကိုမီးလောင်နေတယ်လို့ပဲကိုထင်းကျော်တဆတ်တဲ့ဆေးချာကြီးမိုးဆွေကိုခေါ်ပေးပါဦး तू ရွာထဲမှာရှိအောင်မယ်ရှာပြီးခေါ်ပေးပါဦး ကိုတင်ချော့ကရွာရဲလှည့်ပြီးစိတ်ကူးနေသောဆေးရှာမိုးဆွေကိုမင်းမြန်စုံစမ်းလိုက်ရှာနေစမှာပင်ကိုဘဆမအဖျားတက်နေလေသည်အရှင်ပြေကျွန်တော်လိုက်ရှာနေသည့်ကိုတင်ချော့ကမတွေ့ဘဲအင်ရှိခဖြတ်သွားသောဆေးရှာမိုးဆွေကို သူ့သမီးကမြင်လိုက်၍လန့်ခေါ်ရသည်ဖျားလာတော့ဘာမှမဖြစ်ပါဘူးကွာစိတ်ချနှက်ပြန်ချရင် ထိုင်စေရမယ်ရွာတကလက်ကစာအုပ်တစ်ပုဒ်တစ်ပိုက်ဖြင့် ရှိခုပေးနေသောမူဆွေကအာမခံချက်အပြေဝပေးလိုက်သည်စေထိုးပေးသည်တောက်ဆေးကိုနေစည်းညစည်းခွဲပြီးထုတ်ပေးထားခဲ့သည်နတ်ဖန်တီရဲ့ဘတ်တာတိုင်းအိမ်မှာငါရှိမယ်အရေးကြီးရင်လာခဲ့ပေါ်နတ်ဆန်ချရင်တော့ငါတစ်ခေါက်ထက်လာကြည့်အောင်မေးရှာမူဆွေကရှိဖို့တောင်းပြီးနှုတ်ဆက်ထွက်သွားလိုက်သည်ရှာမူဆွေနဲ့ကိုတင်ကျော်တို့လေကားတွင်ရှောင်လိုက်ကြသည် ကောင်ရံလောက်တွင်မိုးကမထင်ဖက်ဖက်ရွာချလာသည်မိုးမရွာလာကြပြီဖြစ်၍အလုံးလိုလိုဝမ်းသာနေတော်လေအဖျားချသွားသဖြင့်အိရာရဲမင်းနေတော်ဘုဘဆန်ကတော့မိုးကိုဖြစ်တင်နေသည်နေ့လေကနွားရီချိုးပေးပြီးအပြန်တွင်အိမ်ပေါင်းဝ၌သတိလစ်သွားသဖြင့်သူ့နွားကိုအိမ်သားတွေရောင်းနေထည့်ပေးထားရလျာအရှင်ပြေပါမလားဟုသူစိုးရိမ်နေခြင်းဖြစ်သည်ခဏကြာတွင် နွားခွာရိုက်တံကို သူကြားလိုက်ရလေရာကိုဘဆန်အိယာဘောမှာသာထကနားတစ်ဖက်ငယ်ဆောင် နားထောင်ကြည့်သည်ခွာရိုက်တံတွေအစမပြတ်ထွက်နေသဖြင့်ဓမီယူကအိမ်ပေါ်မှသူဆင်းလာတော့အခါအိမ်သားအလုံးအိပ်ပျော်နေကြသည်အိမ်အောင်ထပ်တွင်ထားသောအေယောတဏိပတ်ဖြင့်ထိုးထားသောကောင်းစွတ်ကြောလုံးဆောင်စရာအေယောကို လမ်းယူဆောင်ပြီးနွားဆောင်ဘက်သို့သူပြေးသွားသည်ခြိထားသောကျိုးမှာဒူလွန်းသဖြင့်မိုးလွရသို့ခိုးဝင်မရသောနွားမှာခွာရိုက်ခါဒေါသဖြစ်နေသည် သူက ချုံမော့ပြီး နေရာပြောင်းရွှေ့ပေးလိုက်သည်အမောင်ထဲမှာပင်သူ့နွားကိုတမိဖြင့်ထိုးကြည့်ရာ ရှေ့ချေနှချောင်းဒူးစစ်အောက်တွင် မိုးပတ်သဖြင့်ရှင်ဘွက်တီပီကညပတ်နေသည်ကို တွေ့လိုက်ရသည် ရေတွင်းသို့ကမန်းကလန်ပြေကရေပုံးဆွဲပြီးခြေထောက်နှချောင်းကိုရေစေးသည်မိုးကပူ၍ထန်လာကတစ်ချက်တစ်ချက်နေပြင်းဝှက်သဖြင့်အေးရော့ကိုလှန့်လှန့်ထင်ရသည်တစ်ချိန်မှာတော့လေပင်ကိုကြိုးကွင်းတိုင်းထားသောအေးရော့မှာလေပင်ကြောင့်ကျွတ်ပြီးလွင့်သွားရာကမန်းကလန်ပြေကောက်၍ပြန်ဆောင်ရသည်သူ့နှွားအတွက်စိတ်ချရပြီးဆုံးမအိမ်မော်တို့သူပြန်တက်ခဲ့သည် ိမ်မော်တို့ရောက်သည့်နှင့်ယေရှုနေသောအိမ်ကြီးနှင့်လုံကြီးကို အမြန်လဲရသည်ထို့နောက်ခေါင်းကြီးချုံကဝင်အိတ်လိုက်သည်အပြင်ဘက်တွင် မိုးရေကတဝုန်ဝုန်နှင့်ရွာကောင်းနေချိန်တွင် ကိုဘဆန်တယောက်တကိုယ်လုံးချမ်းတုံပြီးအပြားတက်နေလေသည်ဆောင်းချုံထားသဖြင့်ကျွေးသည့်ချွေးပေါက်တွေကလည်းတပြိုက်ပြိုက်ထွက်နေပြီသည်။ဟောမိုးရွာနေတာပဲ။ကိုဘဆန် ဘလို့နေလဲမသိဘူးသူမိမအတန်းကိုကိုဘဆန်တက်တယ်လီကြားလိုက်သည်သူမိမကသူ့နာချင်းကလာက သူ့နှဖူအားဆန်းချပြီးနောက်ဖျားတတော်သည်ဖျားတက်နေပြီဆေးတစ်ခွက်ကျန်လာတိုက်လိုက်မှပဲမနှက်ဆေးဖြစ်ပေးထားခဲ့သောဆေးကိုတိုက်ချလိုက်ချင်းတွင်ကိုဘဆန်မှာတကူလုံးတုံနေပြီမနှက်ဆေးဖြစ်ပေးထားခဲ့သောဆေးကို တိုက်ချလိုက်ခြင်းတွင် ကိုဘဆံမတကူလုံးတုံနေလေသည်ကိုဘဆံမိမမမြဤမှာဒဇဇတ်တုံနေသောကိုဘဆံပေါ်တွင်တက်ဖြစ်ထားရင်မိုးအေးအေးတွင်ဇောချွေတွေပြန်းနေသည်အဖျားတက်နေသည့်သူ့ယောက်ျားအတွက်စိတ်ပူနေရသဖြင့်သူ့ယောက်ျားအဝတ်လဲထားသည့်ကိုပင်သတိမထားမိသောမမြဤမှာချွတ်၍ပုံထားသောအဝတ်ပုံကို နောက်မှမြင်လိုက်ရသည်ဒီလုံကြီးနဲ့အင်းကြီးကဖြီးဆူလိုလဲထားတာလား ူလေးရေရွတ်တယ်လို့ပြောလိုက်တော့မမြည်ပါသူ့ယောက်ျားရဲ့ညီတော်တန်ကြောင့်သူ့ယောက်ျားကိုအတင်းဖတ်ထားရင်အသက်ရှူကြံ့နေပြီကိုဘဆန်ရဲ့အဖျားကကြမသွားသဖြင့်မနေ့စောစောနွားလှပြပွဲသို့သွားမည်အစီအစဉ်ကိုဖျက်လိုက်ရသည်ကိုဘဆန်နွားရောက်လာနုနုဖြင့်ဆောင်းဆိုင်နေကြသောရွာသားတွေမှာမျှော်ရင်မျှော်ရင်စိတ်တူသူကတူ စိတ်ပြတ်သူကပြတ်ဖြင့်ဝိုင်း၍မြေတားပို့နေကြသည်နွားပြပွဲမှာ စောစောစီးစီးပင်စပြီးစောစောစီးစီးပြီးသွားလေရာ ကိုပါဆန်နွားကြီးကိုလည်းလူအတော်များများမမြင်လိုက်ရပဲတကူးတကားလာကြည့်ကြသူအ ਨੇ ပါသာမြင်လိုက်ကြရသည်ကိုပါဆန်နွားမှာ သူ့အားလာရောက်ကြည့်ရှုနေကြသော လူစုအားလှမ်းကြည့်ရင်မနဲ့စောစောစားထားသောအစာကိုပြန်အံ့ထုတ်ခါစံမြုံပြန်နေနေသည်လာရောက်ရှိရှိကြသူတွေကတော့နွားကြီးကိုသဘောချကထင်မြင်ချက်အမျိုးမျိုး ကောက်ချက်မျိုးမျိုးပေးနေကြလေသည်တချို့ကလည်းဒီလောက်လာတဲ့နွားကြီးကို ပြဝဲသူလာမပြသည့်ကိစ္စကိုစိတ်ဝင်စားနေကြသည်နွားဆောင်နှင့်ခုနလန်အကွာရင်ရှိသော အင်္ဂလိပ်ရဲ့ပေါ်ထက်မှာတော့ကိုဘဆမာအဖျားထက်ကငယောင်ချောက်ချားဖြစ်နေလေသည် သူ့သမီးကလေးမှာသူ့အဖေနာလာထိုင်လိုက်လမ်းမပေါ်သို့ထွက်ကြည့်လိုက်ဖြင့်ကနာမငိန်ဖြစ်နေလေသည် ခုခုတော့တခုခုပဲဗျဒီနွားစီလာပြိုင်လို့ကတော့ကျန်တဲ့ကောင်တွေနောက်ောက်ကြမှာပဲကွာအခုပထမဆုံးရတဲ့ရီတော်ကျော်ရဲ့နွားကြီးကထွားပေမဲ့သူ့လောက်မှမလှတာအမှန်ပဲကွာဟုတ်တယ်ဒီကောင်တန့်လဲတန့်နေနော်ဒီနွားရှင်ကသူ့နွားကိုတော်တော်ကယူဆိုင်တာပဲဗျာနွားကြီးချူပြီးထားတာကလည်းပြောင်လက်နေတာပဲကြွေးထားတဲ့အစာတွေကိုလည်းကြည်အောင်နေဗျာ မျက်ကအကောင်းစားအရှိအနေတော့ပဲနှမ်းပတ်ရောဖွဲနှူရောကျွေးထတာဗျကျုပ်ကတော့နွားမြင်ရင်တိုက်ဖို့ပဲကြည်တာဗျသူ့ဂျူတွေကိုသဘောကျသဗျာဂျူက ရှည်လဲမရှည်ဘူးတိုးလဲမတိုးဘူးတထွာမပြည့်တပြည့်ဆိုတော့အနေတော့ပဲကွာဒီကောင်ထွားတာက အသားချစ်တာလားစီများတာလားဆိုတာလေ့လာဖို့ပဲလိုတယ်တိုက်ဖက်တွေ့ရင် လာဆက်အောင်မယ်ဗျာ တကူးကလာချိကြသောလူ30ကျော်ဖြင့်နွားဆောင်တွင်စီကားနေချိန်မှာကိုဘဆံမှာပါဇက်ကဘလုံးမထွေးပြောရင်တက်သည်သူ့သမီးလေးမှာဘာလုပ်လို့ဘာကံရမှမသိဖြစ်ကာလမ်းမဝေါ်ကြည့်ရင် သူ့အမေကိုလှမ်းမြော်နေသည်အဖေလက်ကိုကမ်းပြီးတို့တို့ပြောနေသည်ဘာသာရရဲ့အိမ်မှာရှိနေဦးမည်ဟုပြောခဲ့သောစာအုပ်ကြည့်ဒေါက်တာမိုးဆွေကိုမနက်စောစောကလေးကသွားပင့်နေတော့မမြင်ပါ ရောက်မလာသေးသဖြင့်သမီးလေးမှာနေမထိထိုင်မသာဖြစ်နေသည်ကျုပ်တို့ကတော့တကူတကလာကြည့်လို့ဒီကောင်ကြီးလာတာဝရာတီးလိုက်ရတာပဲဗျပြပွဲလာကြည့်ကြတဲ့လူတွေကတော့မတိလိုက်ကြဘူးကျုပ်ကတော့နွားကိုရောနွားရှင်ကိုရောစိတ်ဝင်စားတယ်ဗျနွားရှင်နဲ့ဝင်တွေးလိုက်ဦးမယ်ဗျခမားတွေးခြင်းတွေးဗျကျုပ်တို့ကတော့နွားကြည့်အောင်ပဲလာတာဆိုတော့ပြန်တော့မယ်ဗျဦး နွားလှလာကြည့်ကြသူများတယောက်ပြီးတယောက်ပြန်သွားကြပြီးချိန်မှပင်ရှေးဆရာမိုးဆွေနှင့်မမကြီးတို့ခြံထဲသို့အပြေးလေးဝင်လာသည်ကိုတွေ့ရသည်ဟောကိုဘုဒ္ဓဘယ်ကလှက်လာလာတော့ဆရာပါလားနွားလာကြည့်တာဗျနွားပိုင်ရှင်ဖျားနေလို့တက်ကြည့်လိုက်အောင်မယ်ဗျာဦးဘုဒ္ဓမှာနွားရှင်ဖျားနေသည်ဆို၍ရှေးဆရာနှင့်အတူအိမ်မော်တက်သို့တက်လိုက်လာသည် သူတို့ရောက်သွားတော့အခါကိုဘဆံမမျက်ဖြူစိုက်နေလေပြီ။ဟောဗျာစစ်စရာမျက်မျက်ကုစားမှပြု။နွားကင်ကောင်းတဲ့လူတယောက်ဆုံးရှုံးသွားမှကြုတ်တစိုးရင်ငါပဲဗျ။ဒီလူနဲ့နွားကတော့ရှက်ပေါ်မှမူတည်နေပြီ။စိတ်မိဘူးတော့လုပ်ပြီးဆရာကြီး။စစ်စရာကုမုံးဆွေကစိတ်ချပါဗျာ။ကြုတ်ဒီလောက်ကတော့ကောင်းကောင်းကုနိုင်ပါလေဟုဆိုကာဆောက်ဥရွေးနေလေသည်။ ကြက်ရက်တွင်ရမမိတ်ဆွေကြီးလဲချာကိုပါဆန်သူယနေ့သည် January 2000နှစ်ကျွန်တော်ဖတ်ပြပေးတာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ရှာစုပါတိုင်းရဲ့ ချိန်သားကိုက်မှတ်မဲ့များဝိတ္ထုလူစုကဝိတ္ထုတွေကိုထပ်မနှဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ The Reader Audiobook Channel လေးကို Subscribe လုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ။